မင်္ဂလာပါဒီနေ့ဗီဒီယိုမှာဒီဆက်ကိုကြည့်ပါလားထရက်တာတွေတဲကစစ်သက်တူလို့ပဲဗျာဒီဆေးရုပ်ကြီးကကပ္ပအကြီးဆုံးရင်နှင်းခွေထရက်တာလို့အချီချူးခံရတဲ့အယုတ်အလေးချိန်35တန်နီးပါရှိတယ်လေယာဉ်ဆိုင်ခင်းတဲ့စင်တခါတဲ့နဲ့လဲ44စီးစာတိဆွဲနိုင်တယ်အလုလုံနိုင်တဲ့အနံဆိုလဲ16မီတာရှိပြီးတခင်းလုံးမှာမင်းသားကြီးဖြစ်သွားမှတည်ကြတယ်ဒီ 150k ထရက်တာကြီးကရှေးဦးစင်လာရင်နှင်းခွေအားကိုတုံးလာမှုသူ့အနောက်မှာပါတဲ့ တန်ပုံးချမ်းပါတဲ့လောင်စာတန်ခင်းကအရန်အရေးကြီးတယ်။အပေါ်ဆုံးအလွာကကြောင်မီသွေး၃လောင်ခန့်နှစ်ခုပါ။တစ်ခုစီမှာကြောင်မီသွေးဒလသမဟိုင်းတန်စီဆန်းအောင်ထည့်လို့ရတယ်။အောက်ဖက်ကတော့ရေပုံးတွေရရေကလန်650လီတာ2500နီဝါထည့်လို့ရတယ်။ကြောင်မီသွေးကဒီဘရင်းကနေထည့်ပြီးမီရှို့ရတယ်။မောင်းသူကတော့ဒီမှာထိုင်ပြီးရှိတ်ကဒီလိုက်ခတ်ကြည့်လေးကုနဲ့ထိန်ချို့ရတာပေါ့။သူသွားတဲ့အခါကြားရတဲ့စူးညံတန်နဲ့၃မီတာအမြင့်ရှိတဲ့ဘီဂျီတွေကဖြတ်သွားနေတကယ်ကို6လန့်စီရည်ပန်း ဒီလိုစက်ကြီးတစ်ခုလှုပ်ဖို့ဆိုရင်ကိုရီးယားအစိပ်ပိုင်းအားလုံးညီပါကိုအထူးအဆန္ဒနဲ့ပြုလုပ်ရတဲ့ဆက်ကူရီးယားနဲ့ပြုလုပ်လို့ရတဲ့အပိုင်းတွေကတိတ်မဆိုးပေမဲ့ရေနွေးငွေ့အင်ဂျင်ရဲ့အဓိကအပိုင်းတွေလိုပုံစံခွက်လိုအပ်တဲ့ဟာပြီဆိုရင်ပိုလေးလက်နီးဆရာကြီးတွေရဲ့လက်ရာကိုတကယ်စမ်းသပ်ရတဲ့အခြေအနေပဲပေါ့အားလုံးကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်နော်